လူငယ်လေးနေနေလေးနားထောင်ကြည်စမ်းပါမုတ်ဆိုးတယောက်ရှိမျက်မှောက်အကျိုးပေးပုံကလေးစိတ်ဓာတ်တွေတိတ်ရုပ်မှနွမ်းလာလို့ရှိဒါလေးကိုပြောချင်မုတ်ဆိုးတယောက်ရှိတဲ့ခွေးတွေနဲ့ပါကောင်ရှာထွက်တယ်နေတိုင်းသူဒီအလုပ်ကိုလုပ်တယ်ဒီနေ့တော့တိုးလေးကိုသွားရင်းနဲ့လမ်းမှာတပိတ်ပိုက်ပြီးတော့သင်္ကန်းယုံပြီးဆုံးကန်ကြွလာတဲ့ရဟန်းတော်တစ်ပါးနဲ့တွေ့တွေ့တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲ ြည်စံသူများအိမ်ကိုသွားတောင်းတော့အင်မတန်ဘုံကံနေတဲ့လူသူများကျွေးမဆားရတာဝိထားတဲ့ဝိတွေကလည်းအဖာတွေအထေးတွေနဲ့ပန်းတကူသင်္ကန်းနေမှာကိုဗျနော်အင်မတန်အထင်သေးတယ်ဒီလောက်ဘုံကံနေတဲ့သူယုံမာကို တွေ့ရတာဒီနေ့တော့ငါသားကောင်တကောင်မှရမှာမဟုတ်ဘူးတဲ့ဒါသူစိတ်ထဲထင်းနေတာနော်အဲ့ဒီအထင်ကိုရင်ဝယ်ပိုက်ပြီးတော့တိုးတဲ့သွားတာတကယ်ပဲဗျာတိုက်ဆိုင်တဲ့သားကောင်တကောင်မှမရဘူး အဲ့ဒါတိုက်ဆိုင်တာနော်အဲ့ဒီတိုက်ဆိုင်တာအမှန်တရားလားမဟုတ်ပါဘူးဖြစ်တဲ့အဲ့ဒါကို तू အမှန်တရားလို့ထင်တယ်အဲ့ဒီမူဆိုးကအဲ့ဒါနဲ့ငါဒီနေ့သားကောင်တကောင်မှမရတာအဲ့ဒီဘုံကံနေတဲ့လူယုံမှာကြောင့်ပဲအဲ့ဒါစိတ်တွေတနေ့ုံတူပြီးတော့သားကောင်မရဘဲနဲ့အိမ်ပြန်လာကံဆိုးရင်တော့အဲ့ဒီယဟန်နဲ့အပြန်မှာထက်တွေ့တွေ့တဲ့အခါကျတော့ ဒီလောက်ငါ့ကိုဒုက္ခပေးတဲ့လူသိရောပေါ့ဘုကဒုက္ခပေးသလားမပေးပါဘူးအဲ့တော့ခွေးတွေနဲ့လိုက်ရှူတိုက်ပြေးရတဲ့ယဟန်တော်ကတောင်းမနဲ့မလုပ်ပါနဲ့တခါကြီးဒီလိုမလုပ်ပါနဲ့မရအဲ့ဒါနဲ့ယဟန်တော်ကလက်ကုတ်တပောင်လောက်ထိတော့ငါတို့တက်ခွင့်ရှိတယ်ဆိုပြီးတော့လက်ကုတ်တပောင်လောက်မြင်တဲ့တစ်ပင်ပေါ့ဥရဖာရတက်ပြေးခြေတော်နဲ့ချောင်းတွဲလောင်းကြဒီလိုပြေးလို့လူယူလာဆိုပြီးတော့မြားထန်တဲ့အောက်ကထိုးတခါကြီးဒီလိုမလုပ်သင့်ပါဘူးတောင်းမနဲ့ တကူလုံးချွေးတွေပြန်လာတယ်ပူးလောင်တယ်ဘာမှမတတ်နိုင်သူ့ရဲ့စိတ်ဓာတ်ဟာဘလောက်ယုံမာနေပြီလဲမိသက်တို့စဉ်းစားကြည့်နော်အေးအဲ့ဒီယုံမာမှုလေးကမကြခင်အကျိုးပေးတော့မှာမကြခင်ပေါက်ကွဲတော့မှာအဲ့ဒါလေးကအဲ့ဒါလို့သူစိတ်မြင်းနေပြီမကောင်းမှုဆိုတာလှုပ်ဆဲတော့ပြားရီလို့ခြူတာပဲပြီးရင်တော့မီးလို့ပူတာပဲဗျနော်တကယ်ကြီးမိုင်းညာအေးအဲ့ဒီမှာသူများတယ်နဲ့တို့အပေါ်ကယဟန်တော်ကဒီကိုလုံးပူလောင်နေတာဆိုတော့အလှဲ့အပြောင်းကလေး ကံကြမ္မာအလှည့်ပြောင်းကလေးကယုံထားတဲ့အပေါ်ရန်ဧကတိကအောက်ကိုလျှော့ကျသွားတယ်မသိလိုက်အဲ့ဒါအောက်ကမြားတယ်နဲ့ထိုးနေတဲ့မုတ်ဆိုးရဲ့ခေါင်းပေါ်ကိုခြုံရပြီးသားကြအဲ့ဒါခွေးတွေကဝင်ကြိုက်တယ်ဗျအဲ့ဒီမှာဘုံဘုံလဲဝင်ဆွဲရကြိုက်ကြအဲ့ဒီမှာရဟန်းတော်ကတကိုင်းကျိုးအချောက်တွေပါလေချိုးပြီးတော့600အဲ့ဒီမှာခွေးတွေကငါတို့သခင်ကိုမျက်စိမှားပြီးတော့ကိုက်မိပြီဆိုတော့တော်တယ်ဝင်ပြေးကြတယ်။အဲ့ဒါသစ်ပင်ပေါ်ကရှင်းပြီးရဟန်းတော်ကသင်္ကန်းလှမ်းကြည့်တော့အသက်မရှိတော့ ွေးတန်ရင်ရင်နဲ့တည်ဆုံးနေပြီ။ဒါနဲ့တိတ်မကြလိုက်ဘူးနော်။အေးဒိဋ္ဌာဓမဝေဒနိယကအဲ့ဒီမှာယဟန်တော်ကသူတော်ကောင်းဆိုတော့ငါရဲ့သင်္ကန်းကျသွားလို့သူတရားရှာတာငါမှသီလမြန်ပြည့်စည်ရောသလားစဉ်းစားအဲ့ဒါနဲ့တပိတ်တီကျနေတာလေးကောက်ပြုတ်ပြီးတော့သင်္ကန်းယုံပြီးတော့မြတ်စွာဘုရားကြီးကြွသွားတယ်ဟောတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီလိုဒီကြောင်းပဲဗျာ ဲ့ဒီမှာမြတ်စွာဘုရားရှင်သာတဲ့မှာအပြစ်မရှိပါဘူးသီလဝိသုဒ္ဓိစင်ကြယ်ပါလေညာဘက်ကိုလေတိုက်တဲ့ဘက်ကိုလှည့်ပြီးတော့အင်မတန်နူးညံ့တဲ့မြူမုံတွေဖုံတွေကိုပြစ်ကျင်းမယ်ဆိုရင်အဲ့ဒီလူရဲ့မျက်စိမျက်ခွက်ပေါ်ကိုပဲမြူမုံတွေဟာပြန်ကျလာလိမ့်မယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မကောင်းတဲ့စေတနာစိတ်တွေက သူ့ကိုရှီမှန်သွားတာ အခုမှအဲ့ဒီမုတ်ဆိုးဟာဒီလိုမိုက်တာမဟုတ်ဘူးဟိုတုန်းကလည်းဒီလိုမိုက်ဘူးတာပဲဆိုပြီးဦးဇင်းတို့ဇက်တော်တခုဟောသေးတယ်ဗျမြတ်စွာဘုရားကပြောမှတော့ဆုံးအောင်ပြောလိုက်ပါတော့မယ်နော်အေးတခုသောဘဝအဲ့ဒီမုတ်ဆိုးကဆွေသမားတယောက်ဖြစ်တယ်တရားလုံးလှည့်လည်ပြီးတော့ဆွေသမားဆိုတော့လူနာရှာလာကျမရေကောင်းလိုက်တာတရားလုံးလူနာတယောက်မှမရှိဘူးအဲ့ဒီရွာကံကောင်းတယ်မဟုတ်လားအေးရွာအတွက်ကံကောင်းပြီမလို့ဆေးဆရာအတွက်ကတော့လူနာမရှိတာ ကဆိုတာဗောသူပတ်စံမလို့လို့ရတော့မလဲအဲ့ဒါနဲ့စိတ်ပြက်ပြီးတော့ရွာတဲ့ကထွက်လာရွာအထွက်လမ်းစုံလမ်းကလင်းလေးကရောက်တော့ကလေးတွေဆော့ကစားနေတာမြင်တယ်အဲ့ဒါနဲ့သူကအကြံထုတ်ဒီနေ့ပတ်စံရအောင်ဘယ်နဲ့လုပ်ရမှာမလို့ပေးလိုက်ပတ်စံဆိုတာလဲသိရခြင်းလုံးအာကြီးလာရင်မဟုတ်တဲ့အကြံတွေကထွက်လာတတ်တယ်နော်အဲ့ဒါနဲ့ရှောက်ဘေးပြီးကြည့်တဲ့အခါကျတော့ပြပင်ကွာကြားမှာခေါင်းထွက်ပြီးတော့အိတ်နေတဲ့မွေးတကောင်ကိုလည်းမြင်တယ်ကလေးတွေဆော့နေတာကိုလည်းမြင်တယ် ပဆံကလည်းရားကျင်နေတာအဲ့ဒီသုံးခုရောမှွေပြီးတော့တွေးလိုက်တာအတွေးတစ်ခုထွက်လာတယ်ဘလောက်များဖို့တံပဲအတွေးလဲဟေ့ကလေးလေးသိပင်ပေါ်မှာဇေယျတိုက်ရှိတယ်အဲ့ဒီဇေယျကိုတက်နိုင်လို့ခိုင်းတာအဲ့ဒီကလေးမွေကြိုက်ပြီဆိုတော့မှသူဆေးကူမှာပဆံရဖို့နော်အဲ့ဒါနဲ့သိပင်ပေါ်တက်တယ်ကလေးတယောက်ကတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒါဖရာလောင်းလေးပဲဖရာလောင်းကတတိရှိတယ်တက်ပြီးတော့ဇေယျဆိုပြီးမှမိမကန်းနဲ့နှိုက်လိုက်တာမွေးရဲ့ခေါင်းအောက်စလေပင်လေးကိုသွားဆုပ်မိတယ် ဝေကပြန်လှည့်ပြီးတော့မကြိုက်နိုင်တဲ့အခြေအနေမျိုးအဲ့ဒီမှာအဲ့ဒီခေါင်းကိုမွေမန်းသိတော့လှန့်ပြီးတော့အောက်ဆွဲချလိုက်အဲ့ဒီမွေကအောက်ကနေမတည့်ရမော့ကြည့်နေတဲ့စေသမားရဲ့ခေါင်းပေါ်တည့်တယ်ကိုကြားအဲ့ဒါလေဘင်းကိုရစ်ပြီးတော့နှစ်ဖူးကိုပေါက်တယ်တဲ့အဲ့ဒီမွေကအဲ့ဒီနားတဲ့သူများဆေးကုမဲ့ဆေးเสียရမစသူကိုသူပြန်ပြီးတော့မကုနိုင်သေးခင်မှာပဲတည်သွားတယ်။အေးဒါလေးကိုဦးစင်ကကြည့်တော့ဩအခုရုပ်မာတဲ့လူကငကိုတုံးကလည်းရုပ်မာတက်တဲ့သဘောရှိတကူလို့သိရတယ် အခုယုံမှရင်လည်းနောင်မှယုံမှတဲ့အကျင့်တွေပါနေမှာပဲလို့သိရတယ်